အောင်လန့်အဆန်းကတော့ပွဲပြီးအင်တာဗျူးမှာအင်တာဗျူးတဲ့သူတွေကမြန်မာနိုင်ငံကိုလာဖို့ရှိလားလို့မေးမြန်းလိုက်တဲ့အခါမှာဒါလာဖို့ရှိတယ်လို့အောင်လန့်အဆန်းကဖြေကြားလိုက်တာဖြစ်တဲ့အတွက်အထက်မှန်ပြီးတော့အခုသတင်းတွေထွက်ပေါ်လာတာကမေအွန်လိုင်းကဒါကျွန်တော်တို့နိုင်ငံကုန်းဆောင်နိုင်ခဲ့တဲ့ဒါနော်အော်လအန်ဆန်ဟီးကိုတိမ်မောင်တောင်းကြီးစုချဖို့အတွက်ရည်ရွယ်နေကြောင်းဆက်သွယ်နေကြောင်းသတင်းတွေထုတ်ပေါ်လာမှုနဲ့အတူတူအော်လအန်ဆန်ကလည်း ဒီစိတ်ကိုရောက်ရှိနေတဲ့ဓာတ်ပုံတွေ online ပေါ်မှာလက်လာဖြစ်တဲ့အတွက်เนาะဒါတကယ်ပဲအွန်လကြီးကမြောင်းလိုက်ပြီးရစုကိုလာယူမှလားဆိုပြီးတော့ပြောဆိုနေကြပြီပဲဖြစ်ပါတယ်အွန်လန်ဆန်းเนาะဒါကျွန်တော်တို့ဟိုလီနေမနေ့ပိုင်းမှာထူရုံကမြောင်းလိုက်ကမန္တလေးတက်ကတိုနှစ်ပြပြင်းမွေးနေအတွက်မန္တလေးမြို့ကိုရောက်ရှိနေခဲ့တဲ့အချိန်ပါ ဒါမှမဟုတ် online ကမနေ့စောစောစီစီထားပြီးတော့ဒါကျွန်တော်တို့နောက်ပွဲကိုပွဲနင်းတဲ့ပင်ကိုမတက်ခင်မှာ online အဆိုင်ပွဲကိုအားရပါရကြည့်ရှုခဲ့ပြီးသူရန်ချိုက်တဲ့အဆိုရဂျီလေးဖြူပါထပ်တွေ့ရတာဖြစ်တဲ့အတွက်မင်း online က online အဆိုင်ကအနိုင်ရတဲ့အခါမှာထပ်ခုန်ခဲ့တယ်လို့ကြားရပါတယ်။မြန်မာလန်ကိုကင်ပြီးတော့မြန်မာကုန်းဆောင်နိုင်ခဲ့တဲ့လေးဖြူနဲ့เนาะကျွန်တော်တို့နောက် online အဆိုင်ကိုလေးစုချဖို့ရည်ထားတာဖြစ်ပြီးတော့ Twitter ပြတဲ့ online အဆိုင်ကိုစုချဖို့တော့မင်း online ကဒါမြန်မာနိုင်ငံကိုဖိတ်ကြားလိုက်ကြောင်းလေးကြားသိရတယ်ပေါ့နော်။ဒါပေမဲ့ထူချားတာက အောင်လာအန်ဆာဟာနော်တော်လိုင်းကြီးကိုအားပေးတဲ့သူဖြစ်တယ်ဆိုတော့ပြည်သူတွေစဉ်းစားလိမ့်မယ်နော်ဟိုအောင်လာအန်ဆန်ကိုမြောင်းနိုင်ငံကသိမ်းပေါင်းတောင်းချစ်စုချမယ်ဆိုတော့တမ်မန်ဖိုက်တာတယောက်အနေနဲ့ကြတော့အသွားယူမယ်ပေါ့နော်ဒါမဲ့အခုသတင်းတွေထွက်ပေါ်လာတာကအသိအချာပေါ့လေအောင်လာအန်ဆန်က တော့မှမင်းအွန်လိုင်းတို့ရဲ့စူးချမှုကိုလိုင်းယူမှာမဟုတ်ပါဘူးလေဗျာเนาะဒါတော့သူရဲ့ဒါဘယ်လိုပြောမလဲသူရဲ့ခံယူချက်နဲ့သူပေါ့เนาะကျွန်တော်တို့စက်ကောင်စီကိုအားပေးတဲ့သူအနေနဲ့လည်းအောင်လာကိုစိတ်ဆိုးစရာမလိုဘူးเนาะအောင်လာမှာလေသူခံယူချက်နဲ့သူရှိတယ်เนาะလူတိုင်းကကိုယ်ခံယူချက်နဲ့ကိုယ်လုံးပိုင်ဝင်ရှိတယ်เนาะမင်းအွန်လိုင်းကိုမချိုက်ဘူးအောင်လာဆန်းနေနဲ့မချိုက်ဘူးဆိုတာနေတယ်เนาะဆိုတော့သူကအပြစ်ပြောစရာမလိုဘူးဆိုတော့အခုထပ်ပေါ်လာတဲ့သတင်းတွေကလေးစိတ်ကိုရောက်နေတာမဟုတ်ပါဘူးเนาะအောင်လာဆန်းလည်းမင်းအွန်လိုင်းစူးချတဲ့အသိပေါင်းတောင်းချူလာယူမှာမဟုတ်ဘူးဆိုတာကိုပြောပြချင်တာပါเนาะ